င်္ဂလာပါရှင် People's Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့အောက်တိုဘာ23ရက်နေ့အတွက်ဂျာမန်ပြောပြသွားမယ့်သတင်းတွေကတော့ခေခေပတ်ကနေထွက်ပြေးလာတဲ့တရုတ်နိုင်ငံသားတချို့ရွှေကုတ်ကိုမြို့တင်မှာခိုးလုံနေပါတယ်မရီယာအရှိချမ်းနယ်မြေတချို့ကိုတော်လန်ရေးတပ်တွေလက်လွတ်လိုက်ရပါတယ်ဘာကြောင့်ပါလဲတမူးတိုက်ပွဲမှာစစ်တပ်စစ်ကြောင်းပြန်ဆုတ်ပြေးခဲ့ရတာပါရန်ကုန်မှာပွဲတွေမပြတ်လတ်အောင်စစ်ကောင်းဆောင်လုပ်ခိုင်းထားပါတယ်ဒီသတင်းတွေပြောပြပေးပါမယ်ရှင်ထိုင်းမြန်မာနယ်စပ်မှာ ကြားဖြန်းလို့လူသိများတဲ့ online ငွေလိမ်လုပ်ငန်းကြောင့်နမိတ်ဆိုးနဲ့ကြော်ကြားနေတဲ့ KK Bank စီမံကိန်းဝင်းတဲ့ကထွက်ပြေးလာသူတရုတ်နိုင်ငံသားတချို့ BGF ထိန်းချုပ်ထားတဲ့မြောက်ဒီမြို့နယ်ရွှေကုတ်ကိုမြို့သက်စီတင်းရှောင်နေကြတယ်လို့သိရပါတယ်။တရုတ်တွေရွှေကုတ်ကိုထဲပြေးလာတယ်လို့ရွှေကုတ်ကိုမြို့ကန်သတင်းရင်းမြစ်ကပြောတာပါ။ KK Bank ဝင်းကိုစစ်ကောင်စီတပ်ကထပ်မံစီးနှင်မဲ့ဆိုတဲ့သတင်းကြောင့်အဲ့ဒီစီမံကိန်းနေရာကတရုတ်နိုင်ငံသားတွေနဲ့လှုပ်သားတွေအောက်တိုဘာ22ရက်နေ့ကအလုံးအင်းနဲ့တင်းရှောင်နေကြပါတယ်။ ဒီနေရာမှာမြောက်ရီမျိုးစီဦးတည်တဲ့သူတွေရှိသလိုနေကြာတောင်ရင်းမြစ်ကိုကူးပြီးထိုင်းဘက်ထွက်ပြေးသူတွေလည်းရှိနေပါတယ်။အောက်တိုဘာ22ရက်နေ့ကတော့မြောက်ရီမျိုးစီ KK ပတ်ကနေတင်းရှောင်လာသူတွေအများအပြားရောက်လာပြီးဒီထဲမှာတရုတ်နိုင်ငံသားတွေက BGF ထိန်းချုပ်ရာရွှေကုတ်ကိုမြို့သစ်စီထပ်ပြီးခိုလုံကြတာလို့သတင်းရင်းမြစ်ကရှင်းပြပါတယ်။မြောက်ရီမှာတော့တဲခိုကန်ဟိုတယ်ငှားစားတဲ့နေအိမ်တွေအခန်း900နေရာတွေမှာလူငှားတွေနဲ့ပြင်းထန်နေတယ်လို့လည်းသိရတာပါ။ စစ်ကောင်စီတပ်က KK ပတ်ကိုထပ်မံမစီးနှင်းခင်ရွှေပြောင်းဖို့အတွက်အချိန်နှစ်ရက်ပေးထားတယ်လို့သိရပါဗျ။ KK ပတ်ကကရင်နယ်ကြားစောင့်တပ် BGF အမှတ်၄စစ်ဒေသမှူးဗိုလ်မှူးချုပ်စောတင်ဝင်းနဲ့အမှတ်၄စစ်ဒေသမှူးဗိုလ်မှူးချုပ်စောမုတ်တို့ရဲ့တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်တွေကအွန်လိုင်းငွေလိမ်စင်တာတွေဟာနှိမ်နင်းနေတဲ့ဂျားကနေ ကြီးထွားလာနေပြီးအဆောက်အဦတွေပေါ်မှာ Starlink ဂျိုဒူအင်တာနက်ဆက်တွေအများပြတ်တက်ဆင်ထားတယ်ဆိုတာကို AFP သတင်းဌာနကပြီးခဲ့တဲ့ရက်ပိုင်းမှာသတင်းထက်ပုံတွေဖော်ပြခဲ့ပါတယ်။အဲ့ဒီနောက် American Congress ရဲ့စီးပွားရေးကော်မတီကစုံစမ်းစစ်ဆေးမှုတွေလုပ်မယ်လို့ကြေညာလိုက်ပြီးစစ်ကောင်စီတပ်ကလည်း KK ပတ်ကိုအချင်းကပ်ဝင်စည်းတာတွေလုပ်ပြလာပါတယ်။စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာတော့ Starlink ဆက်အလုံး30အလုံသမားအမျိုးသားအမျိုးသမီးလုံခြုံရေးစုစုပေါင်းဦးရေ2000ကျော်တွေ့ရှိခဲ့ရတယ်လို့ဖော်ပြထားပါတယ်။မြောက်ဝတီမြို့ကသတင်းရင်းမြစ်ကတော့ KK ဘတ်ကိုစစ်ကောင်စီတပ်ကဝင်ရောက်စစ်ဆေးတာဟာ BGF နဲ့ကြိုတင်ညှိနှိုင်းပြီးမှဟန်ပြသဘောလောက်သာစစ်ဆေးခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကိုဖော်ပြနေတဲ့ Justice for Myanmar အဖွဲ့ကလည်း KK ဘတ်ကိုစီးနှင်းမှုကအာဆီယံအစည်းအဝေးမတိုင်ခင်အချိန်ကိုက်လှုပ်ဆောင်တဲ့အယောင်ပြစီးနှင်းမှုဖြစ်တယ်လို့မှတ်ချက်ပြုထားပါတယ် KK ဘတ်ကနေထွက်ပြေးလာတဲ့တရုတ်နိုင်ငံသားတချို့တွားရောက်ခိုးလုံတဲ့ BGF ထိန်းချုပ်ရာရွှေကုတ်ကိုမြို့တက်ကလည်းအလားတူပဲကြားဖြတ်နဲ့နမေဆိုးထွက်ခဲ့ပါတယ် ပြီးခဲ့တဲ့လပိုင်းတွေမှာတော့ BGF ကရွှေကုတ်ကုံမြို့တက်ကအလုပ်ယုံတွေကိုစီးနင်းပြီးတရုတ်နိုင်ငံသားတွေကိုပြန်ပို့တာတွေလုပ်ထားသလိုကြားဖြတ်တဲ့ပတ်သက်ဆက်နွယ်မှုမရှိဘူးလို့ညင်းဆိုထားပါတယ်ရှင်။မန္တလေးတိုင်းမရရမြို့နယ်အရှိချမ်းမှာမနေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ကအသေးခံတိုးလာတာကြောင့်ဒေါ်လာရေးတက်တွေကကျေးရွာ၃ရွာလောက်နောက်ဆုတ်ပေးလိုက်ရတယ်လို့ဒေသခံတချို့ပြောပါတယ်။အောက်တိုဘာ22ရက်မနက်9:00နာရီလောက်ကစပြီးမတရားမြို့နယ်ငါးလုံးပြိုရွာရဲ့မြောက်ဘက်မှာတိုက်ပွဲဖြစ်ခဲ့တာလို့သိရပါတယ်။ ဒေါ်လာရေးတက်တွေဘက်ကလက်နက်ကြီးဆက်လက်တွေလက်နက်ငယ်တွေနဲ့ခုခံခဲ့ပေမဲ့စစ်ကောင်စီတပ်ကကွင်းပြင်တွေလေကွင်းတွေအထိအင်အားအလုံးအင်းနဲ့အသေးခံတိုးလာတာကြောင့်နေမြေတချို့ပြန်ပေးခဲ့ရတာလို့စုံစမ်းသိရပါတယ်စစ်တပ်ဘက်ကအတုံးယုံသေဆုံးမှုတွေမြင်ရပြီးအဲ့ဒီကြားထဲကနေအင်အားသုံးဆက်တက်လာတာလို့ရှေ့တန်းရောက်နေသူတဦးကပြောပါတယ်စစ်ကောင်စီကသူ့တပ်သားတွေကိုမူရစေသုံးခိုင်းပြီးအသေးခံရှေ့ဆက်တိုးနေတာလို့သူကသုံးသပ်ပါတယ်အဲ့ဒီသတင်းရှင်းပြရဲ့မျက်မြင်အရာ စစ်ကောင်စီဘက်ကတရားလောက်လဲကျသွားတာလို့ဆိုပါရယ်။ဒါ့အပြင်စစ်ကောင်စီတပ်ကအသေးကန် drone တွေနဲ့ပုံကျဲတိုက်ခိုက်တာကြောင့်တော်လှန်ရေးရဲဘော်တချို့လည်းထိခိုက်ကြဆုံးမှုရှိခဲ့တယ်လို့သိရတာပါ။ဒီတိုက်ပွဲကမနက်9:00နာရီလောက်မှာစတင်ပြင်းထန်ခဲ့ပြီးညနေပိုင်းမိုးသည်ထန်လာချိန်မှာစစ်တပ်ကရွာတွေကိုဝန်စီးခဲ့တာလို့သိရပါရယ်။ညနေ9:00နာရီမှာလက်နက်ငယ်ပစ်ခတ်မှုမရှိတော့ဘဲတော်လှန်ရေးတပ်တွေဘက်ကနေမြေတချို့ဆုတ်ပေးခဲ့ရတာလို့ဒေသခံတွေကပြောပါရယ်။မနေ့ကတိုက်ပွဲမှာစစ်တပ်ဘက်က တပြေးလှကျွဲကြရွာစိတ်သာရွာအရှိချမ်းတို့ကိုပြန်ထိန်းချုပ်နိုင်ခဲ့တာလို့စုံစမ်းသိရပါတယ်။ညနေပိုင်းမှာစစ်တပ်ကကား၅စီးနဲ့အင်အားထပ်တိုးထားပြီးစိတ်သာရွာတောင်ဘက်ချမ်းကတောင်ပေါ်မှာအထိုင်ချထားတယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။မတရားမြို့နယ်ကတိုက်ပွဲတွေနဲ့ပတ်သက်ပြီးမန္တလေး PDF ကိုဆက်သွယ်မေးမြန်းနိုင်ဖို့စ조사နေပေမဲ့ဆက်သွယ်လို့မရသေးပါဘူး။မန္တလေး PDF နဲ့မဟာမိတ်တပ်တွေက10-20ခုစစ်စင်ရေးဒုတိယလိုင်းရှမ်းမန်းစစ်စင်ရေးမှာ စင်ကူးမြို့အပါအဝင်တမြို့နယ်လုံးကိုတင်ပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့မတရားမြို့နယ်အရှိချမ်းကိုလည်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့စစ်တပ်ကစစ်သားတင်တဲ့ပြူစောတိအင်အားအများအပြားတိုးခဲ့တယ်လို့တရုတ်အစိုးရစီကလက်နက်ခဲယံဤပညာအကူအညီတွေရခဲ့ပြီးတစ်ဖက်မှာရှမ်းမြောက်ကတော်လိုင်းရဲတပ်တွေကိုထိုးစစ်မလုပ်ဖို့တရုတ်ကဖိအားပေးချိန်မှာဒီနစ်ဆန်ကဆလို့စစ်တပ်ကတံပြန်ထိုးစစ်ဆင်လာတာဖြစ်ပါရဲ့ရှင်။သကိုင်းတိုင်းတမူးမြို့နယ်နတ်မွန်တာရွာကိုဝင်လာတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းရဲတပ်တွေကခုခံတိုက်ခိုက်တာကြောင့် စစ်တပ်ကတေဆုံရုပ်အလောင်းတွေတဲပြီးပြန်ထွက်ပြေးသွားပါတယ်စစ်ကောင်စီတပ်ကသဲတပ်နဲ့ပြည်သူ့စစ်ဘူပေါင်းတပ်တွေကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထင်းကျုပ်ထားတဲ့နတ်မွန်တရွာကိုအောက်တိုဘာ22ရက်မနက်ပိုင်းမှာစစ်ကြောင်းထိုးဖို့ကြိုးစားခဲ့တယ်လို့တမူးမြို့ကန်တွေပြောပါတယ်အခုတော့ရွာကိုကာကွယ်ရေးတပ်တွေကဆက်ထိန်းထားနိုင်တယ်လို့သိရတာပါတမူးမြို့နဲ့12မိုင်ဝန်းကျင်အကွာမှာတည်ရှိတဲ့နတ်မွန်တရွာကကလေးတမူးအာရှလမ်းပေါ်မှာရှိတာပါနတ်မွန်တရွာနဲ့တမူးမြို့ကြားကပန်းတာရွာမှာတော့ စစ်ကောင်စီတပ်ကတက်ဆွဲထားပြီးစစ်ကြောင်းထိုးဖို့မကြခဏစ조사နေတာဖြစ်ပါတယ်။နတ်မွန်တားရွာကိုပြီးခဲ့တဲ့ဩဂတ်လ3ကလည်းစစ်တပ်ကသဲတန်နယ်ပြည်သူစစ်ပူးပေါင်းတပ်တွေကအင်အားတရာကျော်နဲ့ဝင်ရောက်လာလို့တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ဩဂတ်5ရက်ကနေ6ရက်ထိတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်တပ်ကလေကြောင်းကလည်းတိုက်ခိုက်ခဲ့ပါသေးတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီဘက်က6ဦးသေဆုံးပြီး20ကျော်ဒဏ်ရာရခဲ့ပါတယ်။ကာကွယ်ရေးရဲဘော်တွေဘက်ကလည်း9ဦးကြာဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသကသတင်းထုတ်ပြန်ခဲ့ပါတယ်။တမူးမြို့မှာပန်းတာရွာမင်းတာရွာနဲ့မြို့ပေါ်နေရာတချို့ကိုစစ်တပ်ကအခိုင်အမာတပ်ဆွဲထားတာဖြစ်ပါတယ်။တမူးခရိုင်အတွင်းခန်းပတ်မြို့နယ်မြို့သစ်မြို့ကိုတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားပြီးစစ်တပ်ကတမူးမြို့ကိုပဲထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာကလေးတမူးအာရှလမ်းကနေတမူးမြို့ဘက်ကိုဦးတည်ပြီးစစ်တပ်ကစစ်ကြောင်းထိုးဖို့ကြိုးစားနေပါတယ်။ ဒါကြောင့်ပတ်ဝန်းကျင်ကကြေးရွာဆေးရွာထပ်မနေဆစ်ရှောင်းနေကြရပြီးအကူအညီတွေလည်းလိုအပ်နေပါတယ်။လက်ရှိလုံခြုံရေးအခြေအနေအရကလေးတမူအာရှလန်းကိုအရက်သားပြည်သူတွေသွာလာခွင့် PDF တွေကယာယီကန့်သက်ထားပါတယ်ရှင်။စီးပွားရေးမြို့တော်ရန်ကုန်မှာတည်ငြိမ်အေးချမ်းမှုကိုပြသဖို့အတွက်ဆိုပြီးပွဲတွေမပြတ်အောင်စီစဉ်ကျင်းပရမယ်လို့အာနာသိစကောင်စာဘူချုပ်မှုကြီးမင်းအောင်လိုင်ကညွှန်ကြားထားကြောင်းပွဲစီစဉ်သူတွေကပြောပါတယ်။ရန်ကုန်မှာယာတီအချိန်အခါမဟုတ်ပဲ ဝဲစည်းတွေကိုမြို့နယ်အလိုက်ကျင်းပပြုလုပ်နေတာဖြစ်ပြီးစစ်တပ်လက်အောက်ခံ YMBA ကဥဆောင်ပြုလုပ်နေတာလို့သိရပါတယ်။ YMBA ကတဆင့်ဝဲတွေလုပ်ဖို့သက်ဆိုင်ရာမြို့နယ်တွေကိုညွှန်ကြားထားတာလို့သိရတာပါ။ဒီအတွက် YMBA ကဆိုင်ခန်းခါတွေရတယ်လို့စုံစမ်းသိရပါတယ်။လူစီတဲ့ပွဲစည်းတွေမှာဆိုင်ခန်းတခန်းကိုတရက်ငှားကတင်းချီပေးရတယ်လို့သတင်းရင်းမြစ်တချို့ကပြောတာပါ။ပွဲစည်းတွေမှာလောင်းကစားဝိုင်းတချို့လည်းပါလိရှိတယ်လို့ဆိုင်ဖွင့်ရောင်းချသူတချို့ကပြောပါတယ်။ ပွဲတော်ကျင်းပရေးကော်မတီတာဝန်ရှိသူတဦးကဖျားပွဲတော်ရက်ကလိုသေးပေမဲ့ပျော်ပွဲရွှင်ပွဲပွဲစည်းလုပ်ရမယ်လို့ညွှန်ကြားထားတာရှိကြောင်းပြောပါတယ်။ဒါကြောင့်လဲတောင်ဩကလာပနှစ်ကြိမ်ရှစ်စုဖျားနားမှာလဲမကြာခဏပွဲစည်းလုပ်နေပါတယ်။ဒါအပြင်စမ်းချောင်းမြို့နယ်ကျွန်းတော်ပွဲစည်းကိုလဲဒီရသည်မှာပဲနှစ်ကြိမ်လုပ်ခဲ့ပါတယ်။နောက်ပြီးတာကေတမြောက်ဩကလာပတာမွေမြောက်တကုံစတဲ့မြို့နယ်တွေမှာလဲပွဲစည်းတွေလုပ်နေကြပါတယ်။ပွဲစည်းပြုလုပ်တာမှာတပတ်ခန့်ကြာမြင့်တယ်လို့သိရပါတယ်။ ီလိုပွဲစည်းတွေလှုပ်ခိုင်းပြီးတစ်ဖက်မှာလည်းပွဲစည်းကအပြန်လူငယ်တွေကိုစစ်ကောင်စီကပေါ်တာဆွဲတာတွေရှိခဲ့ပါတယ်။ပေါ်တာဆွဲခံရသူတွေကငွေကြေးနဲ့ပြန်ရွေးလို့ရတာရှိတယ်လို့ပြန်ရွေးလို့မရတာတွေလည်းရှိတယ်လို့ကိုရိုင်းကြုံခဲ့ရသူတွေကပြောတာပါ။အနာသိစကောင်စီကဒီဇင်ဘာလကုန်ပိုင်းမှာရွေးကောက်ပွဲလုပ်ဖို့စီစဉ်နေပြီးရန်ကုန်အပါအဝင်မြို့ကြီးတွေမှာအေဂျင့်တယောင်ပြသဖို့ပျော်ပွဲရွှင်ပွဲတွေဖိအားပေးလုပ်ခိုင်းနေတာလို့ပြည်သူတို့ချို့ကလည်းပြောပါတယ် ဒါကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီကစီကားတရောင်ဖန်တီးနေတဲ့ပျော်ပွဲရှင်ပွဲတွေကိုအတက်နိုင်ဆုံးရှောင်ရှားသွားလာကြဖို့လဲဒေါ်လာရဲ့အင်အားစုတွေကမြေတားရက်ခံထားပါရဲ့ရှင် People's Spring ရဲ့ညနေခင်းသတင်းတွေကိုကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်